ရန်သူနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အလိုတော်ရှိတွေလို့ဆွဆွဲပြီးစစ်သွေးကြွအုပ်စုကလူမြင်ကွင်းမှာကွပ်မျက်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ပါလက်စတိုင်းအရက်သားတွေကိုပြစ်ခတ်တပ်ဖြတ်တာမပြုလုပ်ဖို့ဟာမတ်စ်ဖွဲ့ကိုအရှိအလေပိုင်းမှာရှိတဲ့အမေရိကန်ထိပ်တန်းတပ်မှုကြီးကဗုဒ္ဓဟူးနေ့မှာတောင်းဆိုလိုက်ပါတယ်။ ဂါဇာရဲ့ဟာမတ်စ်အဖွဲ့ထိန်းချုပ်တဲ့ဒေသတွေမှာအစ္စရေး IDF တပ်ဖွဲ့ထိန်းချုပ်တဲ့အဝါယုံမြင်းနောက်မှာရောရှိတဲ့အပြစ်မဲ့ပါလက်စတိုင်းအရပ်သားတွေပေါ်အကြမ်းဖက်မှုတွေပြစ်ခတ်မှုတွေကိုချက်ချင်းရပ်ဆိုင်ဖို့ကျွန်တော်တို့ဟာမတ်စ်အဖွဲ့ကိုပြင်းထန်စွာတိုက်တွန်းပါတယ်လို့အမေရိကန်ဗဟိုကုကဲရေးဌာနအကြီးအကဲရေချောင်းဗိုလ်ချုပ်ကြီးဘရက်ကူပါကကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မေရိကန်ကြောထောက်နောက်ခံပြုထားတဲ့အချက်20ပါအပြည့်ရဲ့သဘောတူညီချက်အရအစ္စရေးတပ်ဖွဲ့တွေဟာဂါဇာဒေသကနေရစိတ်တပိုင်းဆုတ်ခွာပေးခဲ့ပြီးတဲ့နောက်ပျက်စီးပြိုပြက်နေတဲ့မြို့တွေအတွင်းဟာမတ်စ်အဖွဲ့ကချုပ်ကိုင်မှုတွေကိုပုံမူတင်းကျပ်စွာပြုလုပ်လာခဲ့တာပါနှိမ်နှင်းမှုတွေပြုလုပ်လာပြီးလူတွေကိုလမ်းတွေပေါ်ကွပ်မျက်မှုတွေလည်းပြုလုပ်လာခဲ့ပါတယ် အပြေဝါနှုတ်ထွက်ကတမရထရန့်ရဲ့အချက်20ပါငြိမ်းချမ်းရေးအစီအစဉ်ကိုအတိအကျလိုက်နာပြီးလက်နက်ဖြုတ်သိမ်းရေးကိုလည်းနှောင့်နှေးမှုမရှိသေးဘဲပြုလုပ်ပြီးငြိမ်းချမ်းရေးအတွက်သမိုင်းဝင်အခွင့်အလမ်းကိုအရအမိစုပ်ကိုင်ပါရန်ကူပါကဟာမတ်စ်အဖွဲ့ကိုတိုက်တွန်းလိုက်ပါတယ် ဂါဇာမှာရှိတဲ့အပြစ်မဲ့အရက်သားတွေကိုကာကွယ်ပေးပြီးငြိမ်းချမ်းရေးကိုတည်တံ့အောင် လုပ်ဖို့ကျွန်တော်တို့နဲ့လက်တွဲလှုပ်ဆောင်ဖို့သဘောတူညီထားတဲ့စစ်ဆက်ညှိနှိုင်းသူတွေကိုကျွန်တော်တို့ရဲ့စိုးရင်ပူပန်မှုတွေကိုပြောပြထားပါတယ်လို့ကုပါကဆက်လက်ပြောကြားခဲ့ပါတယ်။အလိုတော်ကြီးတွေနဲ့ဝရမ်းပြေးလေလို့တစိုက်ကပ်ပြီးမျက်နှာအဝတ်စီးထားပြီးဒူးထောင်နေတဲ့တန်ရာရှိသူ၈ဦးကိုပစ်တက်နေတဲ့ဗီဒီယိုဖိုင်ကို Hamas အဖွဲ့ကသူတို့ရဲ့တရားဝင် လူမှုကွန်ရက် channel မှာတင်ထားပါတယ်။ တိန်လာနဲ့ညနေကရိုက်ကူးထားပုံရတဲ့အဲ့ဒီဗီဒီယိုဖိုင်ဟာဟားမတ်ရဲ့လုံခြုံရေးအဖွဲ့အများပြားနဲ့တချို့ကအစ္စရေးကချောထောက်နောက်ခံပေးထားတယ်လို့ဆွဆွဲထားတဲ့လက်နက်ကင်ပါလက်စတိုင်းအုပ်စုတွေအကြားလက်နက်ကင်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတော့ဟားမတ်အဖွဲ့ကလူစိုးကမ်းဝင်တချို့ကိုပစ်တက်ခဲ့တယ်။ဒါကကျွန်တော်အတွက်ဘာမှမဖြစ်ပါဘူးလို့အင်ဖြူတော်မှာသတင်းထောက်တွေကိုအင်ကာနီကပြောကြားခဲ့ပါတယ်။ဒါကရပါတယ် ဒါတွေကအလွန်ဆိုးတဲ့လူဆိုးကိုင်းတွေပါလို့ဟာမတ်အဖွဲ့လက်နက်ဖြုတ်မယ်လို့ဟာမတ်အဖွဲ့ကိုလက်နက်ဖြုတ်မယ်လို့ဂရီပြူရင်သူကဆက်လက်ပြောကြားခဲ့ပါတယ်။ဂါဇာနယ်မြေမြောက်ဖက်ဂါဇာမြို့ကနေအစ္စရေးတပ်ဖွဲ့တွေဆုတ်ခွာသွားပြီးတဲ့နောက်ဟာမတ်အစိုးရအဖွဲ့ရဲ့မျက်နှာဖုံးအမဲတွေဝတ်ဆင်ထားတဲ့လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေလမ်းနေပေါ်မှာကင်းလှည့်နေပါတယ်။ဂါဇာမှာရှိတဲ့ပါလက်စတိုင်းလုံခြုံရေးတရင်ရင်းမြစ်ကကျွန်တော်တို့ရဲ့သတင်းစကားကရှင်းပါတယ်။ အရက်သားတွေရဲ့လုံခြုံရေးကိုချိန်းချောက်နေသူတွေဒါမှမဟုတ်ရင်ဝရမ်းပြေးတွေအတွက်ဒီမှာနေစရာမရှိပါဘူးလို့ AFP ကိုပြောသွားပါတယ်။အနာဂတ်ဂါဇာအစိုးရအဖွဲ့မှာ Hamas အဖွဲ့အတွက်ဘလို့အခန်းကဏ္ဍမှမရှိစေရဘူးလို့ American နဲ့ Israel ပြည်ထောင်စုက Oh sorry ပါ။ Israel နဲ့ American ပြည်ထောင်စုကအခိုင်အမာပြောကြားထားပါတယ်။မြန်မာသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ